မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကိသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာဒီမော်တာလောက်ကိုင်းတဲ့စစ်မှုနဲ့တိုင်းရှောင်ဖို့ပြပထွက်ခွာသူများလာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဂျပန်စစ်ကောင်စီကအသက်25နှစ်အထက်လူငယ်တွေကိုဒီမော်တာအလုပ်လုပ်ခွင့်မပေးတော့ဘဲပိတ်ပင်လိုက်ပြီးဆိုပါတယ် မန္တလေးတိုင်းပြောင်းပွဲမြို့နယ်ကအချက်ပစကောင်စီရဲ့ညောင်ကုန်းရက်စကန်အနီးစက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကအရာခံဘူတူအပါဝင်၄ဦးကတော့အတိအသင့်တိုက်ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်၃နာရီမှသာအလောင်းတွေပါရရှိထားတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာ တင်မောသားအလုတ်ကိုင်းနဲ့စစ်မှုထမ်းဒိတ်ဆောင်ဖို့ပြပထွက်ခွာသူများလာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အချက်ဖက်စစ်ကောင်စီဟာအသက်25နှစ်အထက်လူငယ်တွေကိုတင်မောသားအလုတ်လုတ်ခွင့်မပေးတော့ဘဲပိတ်ပင်လိုက်ပြီလို့ရန်ကုန်မြို့အခြေစိုက်တင်မောသားအလုတ်ကိုင်းအေဂျင်စီတင်တန်းကျောင်းတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကြောင့်အချက်ဖက်စစ်ကောင်စီလက်အောက်ခံရေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေအခုလာမယ့်2025ခုနှစ်ဇွန်လ1ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာအသက်25နှစ်အထက်လူငယ်တွေကိုတင်းမောသားအလွတ်လွတ်ခွင့်မပေးတော့ဘဲပိတ်ပင်လိုက်ပြီလို့အတီလင်းထုတ်ပြန်ကြေညာလာတယ်ဆိုပါတယ်အကြံဖက်စက်ကောင်စီရဲ့အကြောင်းပြချက်ကတော့သူတို့အနေနဲ့မြန်မာနိုင်ငံမှာအသက်25နှစ်အထက်လူငယ်တွေကိုတင်းမောသားအလွတ်လွတ်ခွင့်မပေးဘဲပိတ်ပင်တာဟာလူငယ်တွေကအမှန်တကယ်တင်းမောလိုက်ဖို့မဟုတ်ဘဲပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ချင်လို့တင်းမောသားအဖြစ်ဝင်ရောက်ရှောက်ထားနေကြတယ်ဆိုပြီးပြောထားတယ်လို့ပြည်ပကိုရောက်တော့လဲတင်းမောပေါ်မှာဆက်လက်တာဝန်မထမ်းခြင်းပဲ သူတို့နေချင်တဲ့နိုင်ငံတွေရောက်ရင်ခုံချကြတာတွေပါလုံနေကြတာကြောင့်အခုလို့သူတို့စစ်ကောင်းစီဘက်ကအသက်25နှစ်အထက်လူငယ်တွေကိုဒင်းမောသားအလုတ်လုတ်ခွင့်မပေးပဲပိတ်ပင်လိုက်တာဆိုပြီးစစ်ကောင်းစီကိုယ်တိုင်သတင်းထုတ်ပြန်ထားပါတယ်။ဒါနဲ့ပတ်သက်ပြီးရန်ကုန်မြို့အခြေစိုက်ဒင်းမောသားအလုတ်ကန်အေဂျင်စီတင်တန်းကျောင်းတွေကမှတ်ချက်ပြုထားတာကတော့လက်ရှိစစ်ကောင်းစီကပြပထွက်အလုတ်လုတ်မဲ့လူငယ်တွေကိုထွက်ခွင့်မပေးပဲသူတို့စစ်တပ်အတွက်စစ်မှုထမ်းဖို့ပုံစံမျိုးစုံနဲ့ပိတ်ပင်ထားတာဖြစ်တဲ့အတွက် ဲ့ဒီလူငယ်တွေဟာတင်မောသားအလုတ်အကင်နဲ့ပြပထွက်ဖို့ကြိုးစားလာကြတဲ့အချိန်မှာအခုလိုစကောင်စီကတင်မောသားအလုတ်အကင်ဘက်ကူပါအသက်25နှစ်အထက်လူငယ်တွေကိုတင်မောသားလုတ်ခွင့်မပေးဘဲလိုက်ပိတ်နေတာဖြစ်တယ်လို့အဓိကကတော့စစ်မှုထမ်းတင်းရှောင်မှုတွေများလာတဲ့အတွက်ရတဲ့နီးနဲ့လိုက်ပိတ်နေတာဖြစ်တယ်လို့တင်မောသားအေဂျင်စီတင်တန်းကြောင်းတွေကတုံ့တက်ပြောဆိုထားကြပါတယ်ခင်ဗျတပတ်မှာတော့ ရခုန်တိုင်းအဝင်အမှတ်3ဂိတ်နဲ့လမ်းစုံဂိတ်တွေမှာအချက်ဖက်စကောက်စီတက်နေရဲတွေရဲ့ငွေညစ်တောင်းရမ်းမှုတွေဟာပုံမဆိုးရွားလာနေပြီးပြည်သူတွေကိုရိုက်နှက်ဆဲဆိုတဲ့အထိရန်ကားလာကြတယ်လို့ခီးသွွားပြည်သူအများစုကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့လက်ရှိရန်ကုန်တိုင်းအဝင်အမှတ်3ဂိတ်အပါအဝင်ရန်ကုန်မန္တလေးအမြင်လမ်းအဝင်နဲ့ပဲခူးလမ်းဟောင်းလမ်းစုံဂိတ်တွေမှာပါအချက်ဖက်စကောက်စီတက်နေရဲတွေရင်တိန်ရဲတွေစစ်တလောက်ခန့်အဖွဲ့တွေဟာ ခီးသွားပြည်သူတွေကိုစစ်ဆေးတဲ့အချိန်ငွေညစ်တောင်းရတာတွေလုပ်နေပြီသူတို့တောင်းတာမပေးတဲ့ပြည်သူတွေကိုစိုးကားဘော်ကဆင်ခိုင်းပြီးတော့ဆဲဆူရိုက်နှက်တာတွေအထိလုပ်နေကြတယ်ဆိုပါလေအဲ့ဒီ gate တွေမှာပြည်သူတွေစီကနေရဲတွေကလူတစ်ယောက်ကိုအ ਨੇ ဆုံး9000ငါးနေစတောင်းပြီးခြေလင်းစစ်သားကကားစည်းကို1000တောင်းတဲ့အပြင်နောက်ထပ်တခြား uniform ဝတ်ထားတဲ့စစ်သားတွေကငွေကျပ်1000ခွဲကနေ3000အထိကားဘော်မှာပါလာတဲ့လူအရေးအတွက်အတိုင်းတောင်းနေရုံနဲ့မကား လဝကနဲ့ဆက်ရဖအဖွဲတွေကလည်း9000စီထတ်တောင်းနေကြတာတွေဟာအဲ့ဒီဂိတ်တွေမှာတင်သူတို့စစ်တပ်ဌာနဘောင်းဆောင်ကပြည်သူတွေစီကနေဝိုင်းတောင်းနေကြတာဖြစ်တယ်လို့ခီးသွွားပြည်သူတွေကရှင်းပြထားပါတယ်အဲ့ဒီလိုသူတို့စစ်တပ်အဖွဲတွေတောင်းတဲ့ငွေကိုမပေးတဲ့ပြည်သူတွေကိုဆိုဖုန်းတွေတောင်းပြီးစစ်တာတွေထောက်ခံစာမေးတာတွေလူငယ်တွေဆိုရင်တော့ကိုထိလက်ရောက်ရိုက်နှက်ဆဲဆူတာတွေအထိလောက်ပြီးတော့တော်တော်ကိုရန်ကားနေကြတယ်လို့ခီးသွွားပြည်သူအများစုကပြောထားကြပါတယ် အဲ့ဒီစစ်တပ်ဂိတ်တွေမှာတိုင်ကြားနိုင်သည်ဆိုတဲ့ဖုန်းနံပါတ်တွေနဲ့လိပ်စာတွေကိုရေးထားပြီးတကယ်တကယ်တိုင်ကြားတော့လေဘာတစ်ခုမှအရေးယူမှုမရှိဘူးလို့ဒီသက်ကံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းပျော်ပွဲမြို့နယ်ကအချမ်းဖက်စစ်ကောင်စီရဲ့ညောင်ကုန်းရက်စကန်နီးစစ်ကြေးကောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရင်းတတွေကဝင်ရောက်တိုက်ခိုက်မှုအတွင်စစ်တပ်ကရာဂန်ဘူတအုပ်အပါဝင်၄ဦးကတော့အသီးသီးသိမ်ကုန်ကြတဲ့အပြင် သူတို့စီကနေတနက်3နာရီမသာလောင်းတွေပါရရှိထားတယ်လို့အောင်စမ်းမြေအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။လက်ရှိရန်ကုန်ခေတ်တစ်ကရရှိထားတဲ့ဓပုံတွေတဲမှာလဲပြစ်ခတ်မှုအတွေ့အတုံယုံသေနေကြတဲ့စစ်သားတွေရဲ့မသာလောင်းပုံတွေကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့ဇော်လ26ရက်နေ့ကပဲပြောပွဲမြို့နယ်ကအချက်ဖတ်စစ်ကောင်စီရဲ့ညောင်ကုန်းရက်စကန်အနီးစစ်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားရဲနဲ့ပြူစော့တီတွေကိုဒေါ်လာရင်းတပ်တွေကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ ဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအရာခံဘုတ်တူအပါဝင်၄ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးကြံတဲ့သူတွေကထွက်ပြေးသွားကြတယ်လို့အဲ့ဒီစစ်သားမသားအလောင်းတွေစီကနေတနက်၃လကူပါတော်လိုင်းအိတ်တွေကတပါးတဲ့တင်းစီရရှိခဲ့တယ်လို့အောင်စမ်းမြေအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာလေမကွေးတိုင်းကကံမမြို့အနီးရောက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်ရဲ့ရိတ်ခါပူရင်ကန်ကိုဗီတက်တပ်ဖွဲ့တွေကလိုက်လံတိုက်ခိုက်ချင်းမမှုအတွေ့ မိုင်းထိပျက်စီးထားတဲ့မြေတူးဆက်တစ်စီးကိုတော်လိုင်းတပ်တွေကတင်စီရရှိထားတယ်လို့စစ်ကောင်စီတပ်သားနှစ်ဦးလည်းအလင်းဝင်ရောက်လာကြတယ်လို့ကမ္ဘာဒေတာတော်လိုင်းတပ်ပေါင်းစုရဲ့တာဝန်ရှိသူတို့ကရန်ကုန်ကစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အခုဇွန်လတည်းမှာပဲအကြံဖက်စစ်ကောင်စီတပ်ရဲ့ပကုတ်ကူတပ်မတရားတစ်ကနေထွက်လာတယ်စစ်ကောင်စီတပ်ရဲ့ရိတ်ခါပူရင်တန်းဟာကမ္ဘာမျိုးအနီးရောက်လာတဲ့အချိန် PDF တပ်ဖွဲ့တွေကနေ့စဉ်လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း လမ်းမှာမိုင်းထိပ်ပျက်စီးထားတဲ့မြေတူးဇက်တစ်စီးကိုတော်လိုင်းတပ်တွေကသိမ်းဆည်းရရှိထားသလိုစစ်ကောင်စီတပ်သား2ဦးဟာလည်းဇွန်လ24ရက်နေ့ကပဲတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်လာကြပြန်တယ်လို့ကမ္ဘာဒေသတော်လိုင်းတပ်ပေါင်းစုရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျတဖက်မှာလည်း မကွေးတိုင်းပွင့်ဖြူမြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား6ဦးကတော့အသီးသီးတိတ်ဝင်ကြပြီသူတို့စစ်သားမပါလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုမကွေးစစ်ရုံဘက်အသေးအတန်တည်သွားကြတယ်လို့ပွင့်ဖြူမြို့နယ်ပကပအဖွဲ့ကပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ24ရက်နေ့ကပဲပွင့်ဖြူမြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေါ်လာရင်းတတွေကထိမ့်အိုင်ကြီးရွာအနီးအရောက်မှာဝိုင်းဝန်းတိုက်ခိုက်ခြင်မုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား6ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်သူတို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုမကွေးစေးယုံဘက်အသေးအတန်တဲသွားကြတယ်လို့ပွင့်ဖြူမြို့နယ်ပကပအဖွဲ့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းရွှေဘူးမြို့နယ်ကစိတ်ခွန်ကြီးရွာမှာတဆွဲထားတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေဟာ စံကဲစီလာတဲ့ခီးသွားပြည်သူနှစ်ဦးကိုဖမ်းဆီးပြီးပါလာတဲ့ငွေကျပ်သိန်း300နဲ့စံကဲကိုပါလူရဲ့သိန်းစီးသွားတယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ခံကရေကုန်ကစ်တီကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ23ရက်နေ့ကပဲရွှေဘုံမြို့နယ်ကစိတ်ခွန်ကြေးရွာမှာတက်ဆွဲထားတဲ့အချက်ပတ်စစ်ကောင်စီတပ်သားတွေကစံကဲစီလာတဲ့ခီးသွားပြည်သူအမျိုးသားနှစ်ဦးကိုတားဆီးပြီးတော့ဖမ်းဆီးတဲ့အချိန်မှာခီးသွားပြည်သူတွေစီမှာပါလာတဲ့ငွေကျပ်သိန်း300လဲတွေ့ရောငွေတွေရောစံကဲကိုပါလူရဲ့သိန်းစီးလိုက်ကြတယ်ဆိုပါတယ် အဲ့ဒီနောက်ပြည်သူနှစ်ဦးကိုသူတို့စစ်တပ်ဂိတ်မှာတနေကုန်ဒူးထောက်ခိုင်းထားပြီးမျက်နှာပိုင်းရောက်တော့မှအဲ့ဒီစစ်သားတွေဟာသူတို့ကလူတက်တဲ့အဖွဲမဟုတ်တဲ့အတွက်မင်းတို့သွားလို့ရပြီပါလာတဲ့ပတ်စံတွေနဲ့စိုင်းကဲကိုတော့ထားခဲ့ရမယ်ပြောပြီးပြန်လွှတ်လိုက်တယ်လို့ပြည်သူ့ဘက်တော်သားအဖွဲတာဝန်ခံကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့လည်းကဒရင်တွေကိုတက်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ